တင်ဆောင်ဝင်းကျော်နဲ့မောင်နှမဆွေမျိုးဒေါ်ဆက်နေရဲ့ကြောင့်ပြောလာတဲ့ဆိုရမနော်နမကျင်ရုံးရှင်မင်းမီတင်ဆောင်ဝင်းကျော်ဟာသူနဲ့မောင်နှမဆွေမျိုးဒေါ်ဆက်ပါရင်တို့ပရိသတ်တွေကိုအခုလိုအတိပေးလာတာကတော့အဆင်ရောမနော်ပဲဖြစ်ပါရင်ဒါကြောင့်လည်းအားလုံးကအားသိငုံကြရတာပါတချို့ကလည်းမြုံကြီးနေတော့ဖြစ်ခင်ရပါရင်အဆင်ရောမနော်ဆိုတာကတော့ဘဝအနေနဲ့တူကြာပြူနေအခြားသောတခြင်းတွေကိုတီးဆိုတာမြန်မာတိုင်းငံလုံးမသိသူမရှိအောင်ဘဝကွဲအောင်အောင်မြင်ခဲ့တဲ့အဆင်ရောတို့ဖြစ်ပါရင်ခုချိန်မှာတော့တင်းရေးတဟောင်းရေးတာပြီးတော့ လွန်ခဲ့တဲ့နှစ်ကတည်းကရှိခဲ့တယ်မနှောရင်ပြိုရင်းကျိုက်တဲ့နေ့စဉ်ကတည်းကချင်းဟာဝဝကွယ်အောင်ပေါက်နေရပဲဖြစ်ပါရင်အစတော်မနှောဟာဂီတဘက်မှာထူးချွန်ရုံနဲ့မကပါဘူးစီဝိုင်းလူမှုရေးဘာသာရေးမှာမကြမ်းဘက်စုံထူးချွန်နဲ့အစတော်ပါဒါအပြင်စိတ်ထားကောင်းကဖြောဖြောလေးနေတတ်ပါရင်ထူးဖြစ်အောင်အစတော်မနှောဟာဂီတလောကမှာမောင်ပြင်းကလေးကကောင်းဝဲရှောင်းလုပ်ငန်းကာယဝဲရှောင်းရုံးပြကန်းဖျားစီရီပထိုးတွေကိုပလတ်စတာပုံသိမ်းနေဗန်ကုန်လုပ်ငန်းတွေနဲ့ဒီနေ့ချမ်းမောင်ကြုံရတဲ့တတိယတယောက်ဖြစ်ပါရင် မနောဟာဒီလိုမျိုးချမ်းသာကြွားတဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ထိပ်တစ်ယောက်ဖြစ်တယ်လို့အောင်မြင်တဲ့နိုင်ငံကျော်ဆိုတော့ဆိုမဲ့လေမာနမကြီးအောင်မြင်မှုစီးစိမ်တွေကိုမမတ်မောပဲဘာသာရေးတာဝန်ရေးကိုပဲဦးစားပေးဆောင်ရွက်နေတာဖြစ်ပါတယ်။မနောရဲ့တော်ရီတော်တမီတွေမိချင်းမုံဆိုရင်ဒီမရှင်ဆရာလေးဖြစ်နေတဲ့တင်းတုံးနေတာသုံးဝရနေပြီဖြစ်တယ်လို့ဖခင်ဖြစ်သူအစရောမနောဟာဆိုရင်လေတာမနာဆိုင်ရာအဘိဓမ္မာဆာမွေးပွဲတွေဖြစ်ဆုံနေတယ်ပါ။ဒါပြင်စောနာကပြောခဲ့တယ်လို့ပဲဆိုရောမနောဟာပြုံးရှင်စွာနဲ့ပရိသတ်တွေကိုပြောအမြင်လုပ်ဝင်နေတဲ့လူပြောင်းကြီးပဲဖြစ်ပါတယ်။ ဒါကြောင့်လေပရိသတ်တွေအားလုံးကဆိုရမနောကိုချစ်ပိကြတာပါခုခါမှာဆိုရင်တော့ဆိုရမနောကပရိသတ်တွေအားလုံးကိုအာအသိစင်မဲ့တဲ့တင်တစ်ခုကိုဓာတ်ပုံလေးတစ်ပုံနဲ့မျှဝေခဲ့တာပါအဲ့ဒါကတော့သူနဲ့တင်းဥဆောင်မင်းသမီးတင်ဆောင်ဝင်းကျော်တော့ဟာမောင်နှမဆွေမျိုးတော်ဆက်ကြတဲ့အကြောင်းပဲဖြစ်ပါတယ်ခုချိန်မှာတော့မနောကလတ်လုံးမအရင်ပေါက်နေတဲ့ပျော်ရိုင်းချိုင်တဲ့မြစည်းကန်တဲ့ချင်းကို Music MTV ရိုက်ကူးနေတာဖြစ်ပါတယ်ဒီလိုရိုက်ကူးနေတဲ့နေရာမှာမနောနဲ့တူတူတွဲဖက်ရိုက်ကူးနေရတဲ့မင်းသမီးကတင်ဆောင်ဝင်းကျော်ပါဒါကြောင့်လေးလေးပြောပြနေရပဲဖြစ်ပါတယ် ဒေသဝန်ကြောင့်ခန္ဓာကိုယ်ချိုးဆောင်ရရုံရီပါဆွဲဆောင်မှုရှိရင်အလောင်းတရားတွေကိုပိုင်ဆိုင်ထားတဲ့မင်းတွေကဖြစ်ပါရင်ဒါကြောင့်လေတရားဆောင်မင်းတွေဒေသဝန်ကြောင့်ကိုပိုရိသရောက်ကြောင်းလေးတွေပါမကမင်းကလေးပရိသတ်တွေကပါတဲတဲလုံးအားပေးကြတာပါဒေသဝန်ကြောင့်ခန္ဓာကိုယ်ဘော်ရီကောင်းကြောင့်အလှဟာဆွဲဆောင်မှုရှိလို့ပြီးတော့သူမကိုမြင်ရတဲ့အမျိုးသားရင်းစိတ်ထဲမှာမယုံမယားနေပိုတိပတ်တိဖြစ်ပါရင်ထို့သဖြင့်တော့ဒေသဝန်ကြောင့်မြန်မာနိုင်ငံမှာစီအစံဆုံးဆွဲဆောင်မှုရှိဆုံးမျိုးသမီးနှုတ်ပညာရှင်ဖြစ်နေတာပါ ဒီမနက်တွဲခွင့်ရဖို့ဖတ်ခွင့်ရဖို့ဆိုတာမျိုးသားရင်းအိမ်မက်လိုပါပဲပြီးခဲ့တဲ့ရက်ပိုင်းမှာဆိုရင်မြန်မာနိုင်ငံကအချမ်းသာဆုံးတတိယတယောက်ဟာသိန်းရာချီတန်တဲ့ပန်းစင်းနဲ့တင်စာဝန်ကျောင်းကိုဖွင့်ချောင်းနေရပါခုခါမှာတော့ဆိုရမနောကဒီလိုဆွဲဆောင်မှုရှိဆုံးမင်းသမီးတင်စာဝန်ကျောင်းနဲ့တွေကအတူတူဆောင်ဝင်ရတာကန့်ကောက်တာပဲဆိုပြီးတော့ပြောကြားဆန္ဒနေကြတာပါဒါပေမဲ့လည်းဆိုရမနောကတင်စာဝန်ကျောင်းနဲ့တူတူရိုက်ခွင့်ရလို့ဝမ်းသာနေမယ်ထင်တဲ့သူတွေကိုအဆိုရမနောကသူနဲ့တင်စာဝန်ကျောင်းဟာမောင်နှမဆွေမျိုးတော်ဆက်ပါရင်အရင်ရင်လည်းမဆကြပါနဲ့ဆိုပြီးတင်စာဝန်ကျောင်းနဲ့တူတူ နှစ်ယောက်သာအတူတူတွေ့ထားတဲ့ဓာတ်ပုံလေးနဲ့အင်တာနက်ဆာမျက်နှာမှာမျှဝေလာပါတယ်။ဒါကြောင့်လည်းတချို့သောဆိုရမနောကိုရောက်ဖခေါ်နေကြသလိုတချို့ကလည်းမနောဟာအင်ကမိမောင်ကြောက်လို့နောက်နေတာဖြစ်တယ်လို့ဆိုရင်ဒီဗီဒီယိုလေးကိုကြည့်နေကြတဲ့ပရိသတ်တွေကရောသင်္ဇာဝင်းချော်နဲ့မောင်နှမတော်ဆက်တယ်ဆိုရင်ဆိုရမနောကိုဘယ်လိုမျိုးနောက်မလဲဆိုတာကောမန့်မှာပြောသွားကြပါဦးရှင်။